အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့နားဆင်ရ channel ကနေပရိသတ်များအားလုံးကိုပြန်လဲချူဆူလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေအရှင်ဆန္ဒတိတိတာဝရဲ့တန်ရောစင်အောင်ကျိုးဆိုတဲ့ဇလန်အကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။တခုတော့ဆောင်းရသည်ပြာသူလရဲ့နည်းနည်းခင်။ရာသီဥတုမှာတော့နတော်ပြာသူကြံပြားချူဆိုတဲ့အတိုင်းပဲ။ကြံပြင်းများဟာအဖျားတိချူသည်ဖြစ်ရမှာ။လူမာလဲခက်ခိုက်တုံအောင်ချမ်းအေးတက်တဲ့ကာလတစ်ခုဖြစ်ပါရဲ့။ အဲ့ဒီနေ့မှလည်းပြာသူရဲ့ဆောင်းကအချမ်းပိုနေပါတယ်။ဒါပေမဲ့နည်းနည်းစောစောအချိန်ဖြစ်လို့ပဝင်းကျင်ဟာအခြားအချိန်ထက်ငြိမ်သက်မှုရှိလာပါတယ်။တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့မြောက်ပြန်လေးရဲ့တိုက်ခတ်မှုမှာတော့နှလုံးသားအထိထိုးပေါက်ထိတူသည့်အလားထင်မှတ်ရပါတယ်။အဲ့ဒီအချိန်မျိုးမှာမုံရွာမြို့ရဲ့အထင်ကြီးရလမ်းဖြစ်တဲ့ကျောက်ကလမ်းမကြီးရဲ့ပေးလူသွားလမ်းပေါ်မှာတော့ယဟန်တော်အရှင်နန္ဒသီရိနဲ့အရှင်ဒီဝိနတို့ဟာအာယုန်စုံဖုံးပေးနိုင်ရန်အတွက်ပုံစွန်လောင်ရှိရာမြို့အတွင်းကို တင်ကန်းရုံတပိတ်ပိုက်လေးကြွာလာနေကြတယ်။အဲ့အရှင်နှစ်ပါးဟာမုံရွာမျိုးမဟာဇောတိကာယာမပါဠိတက္ကသိုလ်ကျောင်းတိုင်းကြီးမှာလောကုတ္တရာပညာစာပေတည်ယူနေကြတဲ့ဇာတင်တိုင်းဟန်တော်များဖြစ်ကြပါတယ်။ခက်ခိုက်တုံအောင်ချမ်းတော်လဲအေးအေးထံကိုအန်တူပြီးတော့ပုံမှန်ချစ်လန့်ဖြစ်ဘေးချင်းရှင်ကြောလျက်ရှိနေတယ်။ကတ္တရာလမ်းမြကလည်းအစ်စ်ပြန်လုံနေစားတောက်တာချရသေးပြီးတော့ကတ္တရာစီမလောင်ရသေးတာကြောင့်ဖဏတ်မစည်းပဲစွန့်ခံကြရတဲ့အရှင်မြတ်နှစ်ပါးအဖို့ကတော့ ခရောင်းလန်းတပွဲဖြစ်နေပါတော့တယ်။တခြားလမ်းမှကြွရင်လည်းအချိန်ကျန်ကြမှာဆိုလို့ကြောက်ရှိများပေါ်နေတာဖဖွားနေကကြွရကြပါတယ်။အမပတင်ကြောက်ပဲ့ကြောက်ဖူးလေးများနင်းမိတော့အေးအေးတန်လည်းရှိတာကြောင့်အတော်နာကျင်ခံစားရပါတယ်။မြေတို့ပင်ဖြစ်စေအိမ်မြလောက်ဒုက္ခအမဲဒုက္ခနေနပန်းလုံးနေကြရတဲ့ဇာတင်သားဖြစ်သူအဲ့ဒီအရှင်နှစ်ပါအဖူကတော့အထူးဆန်းတော့မဟုတ်တော့ပါဘူး။ကြွမဲတာကြွလည်းရှိနေပါတယ်။ဦးနန္ဒာတည်တည် အရှင်ဖုရားအကြည်တန်းပြင်တော့ဘာဆက်လုပ်ဖို့စိတ်ကူးရှိလဲဓမ္မစရိယာဆက်လုပ်မလားတခြားလိုင်းတစ်ခုကိုပြောင်းမလားအရှင်ဒေဝိနတ်ကအမတ်မထင်စကားစမေးလိုက်တယ်အဲ့အမေးစကားကြောင့်အရှင်နန္ဒသီရိဟာရှစ်သူဆက်လျှောက်လာရင်းနဲ့တပိတော့ဒီနေ့အကြည်တန်းပြင်တော့ဓမ္မစရိယာဆက်လုပ်ဖို့မန်းထားတယ်ဗျာဖြစ်ချင်တဲ့ရွေရွေချက်တွေရောက်ဖို့ဆိုရင်တော့ဓမ္မစရိယာပွင့်လောက်တော့မဖြစ်မနေရအောင်ကြိုးစားရအောင်ပဲဗျာ အရှင်ဖျားဖြစ်ချင်တာစာရေးစရာနဲ့ဓမ္မကတိကမဟုတ်လားဟာအရှင်ဖျားသိလာချင်လားမသိပဲနေမလားအရှင်ဖျားအကြောင်းပေါ်တာဖျားခဲနဲ့လာပြီးတော့ဂါထာရွတ်တွေလေ့ကျင့်နေတာရင်စာအုပ်တွေတအားဖတ်ပြီးတော့စာရုပ်ပေစာတွေရေးနေတာကြည့်ပြီးတော့ခံမှန်းလို့ရတယ်လေမနေ့ကတောင်အရှင်ဖျားရေးတဲ့အစိတ်လူတော်များနဲ့စင်ဆောင်မကိုဖတ်လိုက်ရသေးတယ်ကျိုးစာအရှင်ဖျားပုံကအောင်မြင်မဲ့အလားလာရှိတယ်တပည့်တော်သာပြောနေတာအရှင်ဖျားကော ဘလို့ရွေချက်တည်းရှိလဲတပိတော်ကနောက်နေ့ဆိုလူထွက်တက်မှာဦးစင်းလူငငယ်ကလေးကဝတ်တာမဟုတ်တော့နေရတာတမျိုးပဲအခုစတင်နိုင်နေဘူးတဲ့အခြေခံလေးတင်မှုတဲ့ရှိအောင်ရွာနေလဲဘာမှမထူလို့လိုက်လာတာပါဗျာတပိတော်မင်းအောင်မဝင်နိုင်ဘူးကို့ကြောင့်ကို့သိတယ်ဩအမဲမနေဖြစ်လဲအခုလိုလောကုတ်တရားအခြေခံတင်ထားတာလဲကုသိုလ်ရပါတယ်ကောင်းပါတယ်ဗျာဒီလိုအပြန်လန်စကားပြောရင်းနေသွားနေရပြည်တော်စုလမ်းမအကြုံမှာတော့ ဘုံစွန်လောင်းသူများမင်းနေရလို့စကားဆက်ကိုဖြတ်လိုက်ကြရင်ဘုံစွန်လောင်းဟုဆိုပေမဲ့လည်းတနေရာထဲမှာစုပေါင်းလောင်းတဲ့ဘုံစွန်လောင်းမျိုးမဟုတ်ပဲနဲ့မိမိတို့အိမ်ရှိမှာတော့စွန်းစွန်းဟင်းပွဲများချပြီးတော့အကြလေးမျက်နှာမှကြွလာမဲ့မိသည့်တန်ကားကိုမစိုးလောင်းလူတဲ့စွန်းရှိသူအိမ်ကိုတော့မုံရွာမှာဘုံလောင်းဟုခေါ်ပါပါတယ်။ဝါရင်းကာလဥပုပ်နှစ်များမှာတော့အများစုပေါင်း၍ဓမယုံတစ်ခုခုနေရာတစ်ခုခုမှာလောင်းလူတာကိုလည်းဘုံလောင်းဟုခေါ်ပါသေးတယ်။ထိုအရှင်တစ်ပါးကြွတဲ့ ဘုံစွန်းလောင်းအိမ်မှာတော့နေ့စဉ်ရက်စက်အမြဲလောင်းလူကြတဲ့အိမ်ကများပါတယ်။အဲ့အရှင်တစ်ပါးအရှင်မှာတော့အခြားသောတန်ခါများလည်းဆွခံလျက်ရှိနေပါတယ်။အဲ့လိုတအိမ်မှတအိမ်ရှိသူအစဉ်တိုင်းဆွခံကြွလာရကအေးတရာရက်ကွယ်မှမိမှုလမ်းမကြီးကိုကြောပြီးတော့အောင်မင်္ဂလာရက်ကွယ်ကိုရောက်လာတဲ့အခါမှာတော့အဲ့အရှင်တစ်ပါးရဲ့နောက်မှာတော့တယ်လီယာအမျိုးအစားခွေးပြူလေးတစ်ကောင်ဟာတကောက်ကောက်လိုက်ပါလာပါတယ်။လိုက်ပါလာတာကိုသိစားကတော့တခြားခွေးတွေလည်းတစ်ခါတခါလိုက်ပါတက်လို့ သူ့လန်သူ့လျှောက်ရင်သူ့ဘာသာသူနေခဲ့ကြသည်မို့အမှုမဲ့အမမဲ့သာကြွမဲ့ကြွလေတယ်။ဒါပေမဲ့ဇွန်းခံရမင်းအိမ်ကုံဆုံ၍ကျောင်းကိုအပြန်လမ်းသာရောက်လာတယ်။အဲ့ဒီခွေးကတော့အရှင်နှပားရဲ့နောက်ကနေလိုက်ပါမြဲလိုက်ပါလာလေတယ်။ဥနန္ဒာတီတီနောက်မှခွေးပြူလေးတစ်ကောင်လိုက်လာတယ်။ဟိုဘက်လမ်းတွေထဲကနေခဲ့မယ်ထင်တာမနေခဲ့ဘူး။အခုဒီဘက်ထိလိုက်လာနေတယ်။တပြိုတော်တို့နောက်ဆက်လိုက်လို့မရအောင်လမ်းစာဖြောက်မှထင်တယ်။အင်းလိုက်လာတာတော့တတိထားမိတယ်။ သူ့နေရာရောက်ရင်နေခဲ့မှာထင်တာဟိုဘက်ကာလနာအဖြတ်ကြတော့လမ်းဖြောင်းလိုက်ရင်တော့ရတယ်ခွေလေးတစ်ခုခုဖြစ်မှလည်းတနာတယ်ဖေဟာအရှင်ဖေဟာတနာတာနောက်မှတနာမြန်မြန်သွားစို့ဖေဟာဒီပြတော်တို့နောက်ပါလိုက်တော့ဒီခွေလေးပူဒုက္ခရောက်မှာဒီလိုခွေမျိုးကပတ်စံရှိတဲ့သူတွေအမွေးများတာအရှင်ဖေဟာတို့ဒီပြတော်တို့ကစာတင်သားပဲရှိသေးတာကိုကူကူတောင်မနေရုံကန်နေရတာပြီးတော့ဒီလိုခွေမျိုးကအကောင်းမှစားတာအမြန်သွားရင်းနဲ့အရှင်ဒီဝိနကပြောပါတယ် မကြမီမှာတော့ပြည်တော်စုလမ်းမကျော်ကလမ်းတို့အကူရောက်လာတဲ့အခါမှာတော့အချိန်လဲအတော်လင်းနေပြီဖြစ်လို့ကားအသွာလာများ လူသွာလူလာများနဲ့စီကားနေပါပြီအဲ့လမ်းကဆိုင်ကယ်ကားအသွာလာပြတ်တန်းနဲ့အရှင်နှပားကလမ်းကိုအမြန်ကူးလိုက်ပါတယ်အရှင်နှပားကြောက်ကလမ်းထိပ်ရောက်မှာတော့ခွေးကလေးကလမ်းအကူမှာရှစ်ကူရမလားနောက်ပြန်ဆုတ်ရမလားအနေနဲ့ဝိလလည်းဖြစ်နေပါတယ်အဲ့ခိုင်မှာတော့အရှင်နန္ဒသီရီမနောက်ကိုပြန်လဲကြည့်ရမှာတော့ခွေးကလေးမြင်သွားပြီးတော့ ကားဆိုင်ကအတူတူမောင်းနေတဲ့ကြားကနေအပြေးလွှာအမိလိုက်လာလေတယ်။ဒီတခါတော့မတက်နိုင်တော့ဘူး။သူ့နာမည်မဟုတ်တော့သည်ဖြစ်တော့တနာပူကအရှင်တစ်ပါးကမလိုက်လာနိုင်ရင်မပြူတော့ပါဘူး။ခွေးကလေးကရှိကနေသွားလိုက်။နောက်ကနေလိုက်လိုက်နဲ့သူ့ဘာသာလိုက်ပါနေရကနေချင်းနှင်းမြင့်တိုက်တန်းပုပ်ပုပ်ဒီဇိုင်နာဆိုင်နာအယောက်မှာတော့ဦးစင်းဟုမင်းမပြူလေးတူရဲ့ခေါ်တန်ကိုကြားရတော့နောက်ကိုပြန်လဲကြည့်ရမှာတော့အဲ့မင်းမပြူကလေးကနေအဲ့ခွေးကလေးကဦးစင်းတို့ရဲ့ခွေးလေးလားဖေ။ မဟုတ်ဘူးတခါမှလေစွန့်ခံသွားရင်လည်းနောက်ကနေပန်းလာတာအရှင်တေနာတိတိကပြန်ဖြေလိုက်ပါလေခွေးကလေးကအရင်လှတာပဲတပိတော့မွေးချင်တာဦးစင်းတို့ရဲ့ခွေးလေးမဟုတ်တော့လဲခက်တယ်လို့ပြောပြီးတော့အဲ့မေမပြူလေးကခွေးကလေးကိုလာကန်ကြည့်မယ်အပြူမှာတော့ခွေးကလေးကအကန့်မခံပဲနဲ့အရှိတို့သာကြိုပြေးသွားပါတယ်မေမပြူလေးလည်းဟော့တော့ဟုအာမေရိတ်အတန်ဖြူရတာနေလိုက်ရတော့တယ်အဲ့ခွေးကလေးဟာအရှိကနေကြိုပြေးသွားပြီမဲ့ နောက်ကလည်းဝစ်လေဝစ်လေလောက်ကအရှင်နှပါအလာကိုခိတ္တစောင့်နေလိုက်သေးတယ်။အနားရောက်မှနောက်ကနေတဖန်လိုက်ပါလာပြန်နေ။အဲ့အရှင်နှပါကျောင်းနိုင်အဝင်မဟုတ်ဦးအနားရောက်မှာတော့တခြားသောတန်ခါများလဲစွန့်ခန့်အသွာအပြန်များနဲ့ခြေရာချင်းထက်နေကြတယ်။ကြာအတွင်အရောက်မှာတော့ခွေးကလေးဟာနောက်ကျန်သွားခရာမှာတော့အရှင်နှပါနဲ့လမ်းကွဲသွားလေတယ်။တန်ခါတထောင်ကျော်တင်းသုံးတဲ့စာတင်နိုင်ကြီးဖြစ်လို့ကျောင်းအဆောင်များပြားရှိရာခွေးကလေးကဘယ်လိုက်ရမှာလဲမသိလမ်းပြောက်သွားတယ်။ ဟိုဦးစင်းနောက်လက်ရနိုးဒီဦးစင်းနောက်လက်ရနိုးနဲ့ရောင်လဲလဲဖြစ်နေရှာတော့တယ်။အရှင်ဒီဝိနဟာကျောင်းဆောင်အတွင်ကိုဝင်သွားပြီမဲ့မဝင်နိုင်သူကအရှင်နန္ဒာတိတိဖြစ်ပါတယ်။အဲဒါကြောင့်တနားစစ်ကိုထိမိရတဲ့အခါခွေးကလေးမိနန်ရတို့ထွက်ပြလိုက်ရမှာတော့ခွေးကလေးမှာအရှင်နန္ဒာတိတိကိုမိနာနဲ့တပြိုင်နက်အပြေးလန်းလာပါတော့တယ်။အဲ့ဒီခွေးကလေးအတွက်တိတဲ့နေရာထားဖို့ရမှာအခက်အခဲရှိတော့ယာယီအဖြစ်တိုင်တိုင်မှာကျိုးဖြစ်ချီထားလိုက်ပါတယ်။အခြားသူထွက်ပြေးရင်တော့ ကျောင်းမကဗမာခွေးအကောင်20ကျော်ထက်မနည်းရှိနေတာမို့ဝိုင်းကြိုက်ခံရမှာဆိုပြီးတော့တိုင်မာချီထားခြင်းပဲဖြစ်ပါတော့တယ်။အဲဒါကြောင့်အရှင်နန္ဒတိရိဟာထိုနေ့အဖို့စာဝါချိန်မှလွဲပြီးတော့ကြံတဲ့အချိန်များမှာတော့ခွေးကလေးအနားမှာပဲနေလေပါတော့တယ်။ခွေးကလေးကြိုက်တတ်မဲ့ထင်တဲ့အစားအစာများကိုလည်းကျွေးနေပါတယ်။ချစ်စပွဲအမွေးစုပ်ဖွားခွေးပြူကလေးမို့အချားကိုရင်ဦးစင်းများကလည်းခရုဆိုင်ကြလေတယ်။အရှင်နန္ဒတိရိစာဝါသွားရင်တော့ ခွေးကလေးကနေရတာမပြောတဲ့အမူအရာနဲ့ညှိုးငယ်နေပါတယ်။အရှင်နန္ဒာတိတိစာဝါမပြန်လာ၍သူ့နာရောက်လာတဲ့အခါမှာတော့တအားမျိုးပြုံနေတဲ့အမူအရာနဲ့အနာတုတ်ကပ်ပြီးတော့ညင်ညင်ကလေးနေလေတယ်။အစာစားချိန်မှလည်းအခြားသူကျွေးလင်မစားပဲအရှင်နန္ဒာတိတိကျွေးမှသာစားလိုက်ပါတယ်။ဒါပေမဲ့အခက်ခဲရှိတာကစာတင်တာတပားမြတာဖြစ်တဲ့အရှင်နန္ဒာတိတိအဖို့ခွေးကလေးအပေါ်မှာတန်ရုံးစင်ရှိတော်လဲအမဲတစီစောက်ရှောက်မွေးမြူနိုင်ဖို့ကမလွယ်ပါဘူး။ သူ့စီမှာနေမိဆိုရင်တော့ခွေးကလေးကကောင်းကောင်းမမုံနေခွင့်ရမှာမဟုတ်ပြီးတော့ခွေးကလေးရဲ့ပန်းရှင်များကစိတ်ပူနေကြမြင်မှာအမဲလူမဟုတ်တော့လဲအိမ်နိုင်မွေးတဲ့ခွေးများအပေါ်မှာတော့တန်ရောစင်ကြီးတက်ကြတယ်မဟုတ်ပါလားဒါကြောင့်အရှင်နန္ဒတိရိဟာနောက်တနေ့မှာတော့ပန်းရှင်ကိုလိုက်ရှာပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ညကအရှင်နန္ဒတိရိဟာအိတ်မပြောပါဘူးခွေးကလေးအပေါ်မှာတန်ရောစင်ဖြစ်နေတဲ့အကြောင်းမခွဲခြင်း ဖြစ်နိုင်ရင်တော့ကျောင်းမှာပဲကောင်းကောင်းမွေးပြီးတော့ဆောက်ရှောက်ထားခြင်းပါလေ။ဒါကလည်းစိတ်ကူးမြတာ။လက်တွေ့မှာတော့အခက်အခဲမျိုးစုံရှိနေပါလေ။အခုတောင်မှခွေးကလေးပြန်ပို့ရင်စိုက်တွဲ9ရံအတွက်ဝိထုငွေပြန်နေတဲ့ကြားကနေတရွာရဲသားအရှင်ညာနာတာမီကကူညီပေးလို့သာအစဉ်ပေးရခြင်းမဟုတ်ပါလား။နောက်တနေ့နည်းနည်းစွန့်ခန့်ပြန်မှာတော့ခွေးကလေးကိုပိုင်ရှင်ထံပြန်ပို့ဖို့စိုက်တွဲစီယာကိုခေါ်ပြီးတော့စိုက်တွဲပေါ်တင်ရန်စီစဉ်ရတယ်။ခွေးကလေးကလုံးဝဖမ်းမရဘူး။ ကြိုးချီထားတဲ့ကြားကနေလာဖမ်းသူကိုပြန်ကြိုက်နေရတယ်။စိုက်တွဲစီယာကမရမကဖမ်းလိုက်ရမှာတော့အဲ့စိုက်တွဲစီယာရဲ့လက်ကိုကပ်ပစ်လိုက်တယ်။ဆက်မဖမ်းရတော့တခြားတန်ကများလည်းမဖမ်းရတော့အရှင်နန္ဒာတိတိကိုယ်တိုင်ဖမ်းရတော့မင်းအရှင်နန္ဒာတိတိမဖမ်းရင်ဒါပေမဲ့မဖမ်းလို့ကလည်းမဖြစ်ဘူးလေ။ခွေးကလေးရဲ့အနာကလက်ပတ်ဖို့အတွက်တန်ရောစင်ကိုပေးဖယ်ကရင်နန္ဒာနဲ့ခွေးကလေးအနာကိုကတ်လိုက်တယ်။ခွေးကလေးဟာသူ့ဖို့ပြုတ်မိအမှတ်နဲ့ အနာတအားကပ်ပြီးတော့တိုးဝင်နေတော့တယ်။ခွေးကလေးဟာညူးငယ်တော့မျက်ဝန်းအစုံနဲ့ကြည့်နေပြန်ပါတယ်။အချင်းနန္ဒာတီတီဟာမက်ဆီစုံမိတ်ပြီးတော့ခွေးကလေးအားစိုက်တွဲပေါ်မှာတင်ပေးလိုက်တော့တယ်။နောက်မှအရှင်နန္ဒာတီတီနဲ့အရှင်ညာနာတာမီတို့လိုက်ပါက ခွေးကလေးစပါလာတဲ့နေရာမှစပြီးတော့တအိမ်ပြီးတအိမ်ခွေးကလေးပန်ရှင်အားရှာဖွေရမှာတော့လုံးဝပန်ရှင်မပေါ်ဘူး။တအိမ်ဝင်တအိမ်ထွက်နဲ့ဆွန့်ခံနေကြအနောက်ဆုံးအင်သူသာရောက်လာတယ်။ပန်ရှင်ကိုရှာမတွေ့ဘူး။အဲ့နောက်ဆုံးအင်အရောက်မှာတော့ အရှင်နန္ဒာတီတီကနေတခိုင်းဒီနားတဝိုက်မှာဒီခွေးပန်ရှင်အိမ်မတွေ့မိဘူးလားမနေ့ကမနေ့ကခွေးကလေးပါလာလို့အခုပန်ရှင်ရှာနေတာမတွေ့သေးဘူးတပည့်တော်တို့နားတော့ခွေးမွေးတဲ့အိမ်ကတအိမ်ပဲရှိတာအဲ့ဒါကလည်းသူတို့မွေးတာဗမာခွေးပါဗျာအဲ့ဒီအချိန်မှာတော့အနီးနားအိမ်များမှာလူများဟာဝိုင်းအောင်လာကြတယ်ခွေးကလေးလာကြောင်းချစ်စရာကောင်းကြောင်းတယောက်တမျိုးမျိုးမျိုးပြောနေကြတယ်ခဏအကြာအဲ့ဒီတကားကြီးကနေ အရှင်ဖျားတော်ကြောင့်မှမွေးထားလိုက်ပြီးရောဖျားလို့ပြောတော့အရှင်နန္ဒာတိဟိကနေဦးစင်းတို့ကစာတင်သားတွေဆိုတော့မွေးဖို့အဆင်မပြေဘူးတကိုင်းပြီးတော့ပန်ရှင်တွေ့လို့တို့ညာဆိုပြီးပြန်လာရှာဖို့တာခုပန်ရှင်ကမတွေ့ဘူးဆိုတော့ဘယ်လိုလုပ်ရမလဲမသိသေးဘူးအဲ့ဒီစကားဆုံးတာနဲ့အနီးနားရှိတကမှတူကနေချက်ချင်းဆိုတယ်လို့ပဲအဲ့ဒါဆိုအရှင်ဖျားဒီခွေးကလေးကိုတပည့်တော်မွေးစားဖို့ယူထားလိုက်မယ်နိပန်ရှင်အစ်စ်တွေ့တဲ့အခါကျတော့တပည့်တော်အိမ်ပြန်လာယူပါဖျားဟုတ် အဲ့လိုလဲအစင်းပြပါတယ်အရှင်နန္ဒာတိတိစကားဆုံနာနဲ့ခွေးကလေးကိုဖမ်းယူရန်အဲ့ဒီမွေးစားမိအိမ်ကယောက်ျားသားတစ်ယောက်ကတန်ကျိုးနဲ့ချီနောက်ပြီးတော့ဖမ်းခေါ်လေခွေးကလေးဟာမတရားပြန်ယုံနေမရပြန်လဲခုခံကြိုက်ဟောင်းလေတယ်အရှင်နန္ဒာတိတိကိုယ်တိုင်ဖမ်းမရလေတော့တယ်ဖမ်း၍ခေါ်ဆောင်ကအဲ့ဒီမွေးစားမိအိမ်မှာတော့တန်ကျိုးနဲ့ချီထားပြီးမှ မကြမီမှာတော့ခွေးကလေးဟာယုံထွက်ထွက်ပြေးသွားလေတယ်အခြားသူတွေကတော့ခွေးပြန်ခေါ်နေအမျိုးမျိုးနဲ့ပြန်ခေါ်ကြတယ် အစာနဲ့လည်းများခိုတယ်။လုံးဝမလိုက်ဘူး။အရှင်တန်းသာတိတိအတန်ပြုတ်မှပဲပြန်လဲ၍ပြေးလာလေတယ်။အဲ့ဒီခါမှာတော့ခွေးကလေးရဲ့မျက်ဝန်းအိမ်ကနေမျက်ရည်တို့ကိုမြင်တွေ့နေရပြီ။အရှင်တန်းသာတိတိအရန်ကိုတနာနေမိပါတယ်။လူကြားထဲမှာမျက်ရည်ထိန်းထားပြီးမဲ့ရှင်ထဲမှာတော့မျက်ရည်မိုးတွေရွာနေချီပြီ။ဒါပေမဲ့ခန်းစားချက်ကိုဦးစားပေးမဖြစ်လို့ခွေးကလေးနောင်ရည်အတွက်ဆုံးဖြတ်ရတာမို့တေချာဖမ်းပြီးတော့တန်ကျိုးနဲ့ခိုင်ခက်အံတုတ်ပေးလိုက်ရတော့တယ်။အဲ ။ဦးစင်းလေးကတန်ရုံးစင်ပြက်တာ။သူတို့ကြောင်းမှမွေးရမှာဘူး။လူအုပ်ကြောင်းမှမိန်းကလေးတူကထို့သို့ပြောတဲ့ကိုအရှင်နန္ဒာတိတိကြားရပါတယ်။အရှင်နန္ဒာတိတိဟာလေပုရုဇေဟန်တပါဖြီးပြီးခန်းစားစရာရှိခန်းစားရနိုင်တာကို ထိုမိန်းကလေးသိနိုင်မှာမဟုတ်ပါဘူး။ကိုယ့်အိမ်ထဲကခန်းစားချက်ကတော့ကိုသားလေးအသိမြင်နိုင်ဆုံးဖြစ်ပါတယ်။အဲ့အကြောင်းကိုပြန်ပြောနေလို့လည်းမဖြစ်ပါဘူး။အဲ့ဒီနေရာမှာကြာကြာနေရင်တော့ခွေးကလေးမြင်သွားရင်တော့ပိုးရိပ်ခန်းစားရမှာဆိုပြီးတော့ ဆိုင်တွဲချီယာအားចောင်းသူပြန်မောင်းခိုင်းမိအပြုဆိုင်တွဲဆနေသူမိခီချင်းမှာတော့အိမ်အတွင်းမှာလဲခွေးကလေးရဲ့ငူတန်းကဲ့သို့သောဟောင်းတန်းဦးတန်းမြည်တန်းများနဲ့ဦးနန္ဒာတရီရဲ့မြေဝန်းမှလဲမြည်ရစာများနေနားရှင်သူပြိတ္တများရှင်ဒီဇင်လမှာတော့ဆိုင်ရည်သူကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမန်းကိုဖြစ်စဉ်အတိုင်းအခြေခံရေးသားထားတဲ့အကြောင်းအရာပဲဖြစ်ပါရဲ့ရှင်ဒီလိုစိတ်ဝင်စားကြအကြောင်းအရာတွေကိုနေ့စဉ်နားဆင်နိုင်မှုအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါဦးရှင်။ အကြောင်းအရအသေးသေးတွေတင်လိုက်အမြဲတရှိနိုင်မှုအတွက်ကိုလည်းဘေးနားကလူတီခေါလောင်းလေးကိုမနေ့ရသေးရင်နေသွားပြီးဖို့အတွက်မြေတားရခံပါရစေရှင်အားလုံးကိုကျေးဇူးတင်ပါ